တရုတ်အစိုးရရဲ့အုပ်ချုပ်ရေးပါတီဖြစ်တဲ့တရုတ်ကွန်မြူနတီပါတီ CCP ရဲ့ကမ္ဘာတဝန်းလုံးကစောင့်ကြည့်နေခဲ့ရတဲ့20ကြိမ်မြောက်သရုတ်ထမြောက်အစည်းအဝေးဟာပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့မှာပဲပြီးဆုံးသွားခဲ့ပါပြီ။ဒီအစည်းအဝေးဟာတရုတ်နိုင်ငံရဲ့ခေါင်းဆောင်မှုအနာဂတ်ကိုပုံဖော်ပေးမဲ့နှစ်ပေါင်းများစွာအတွင်းအကြီးအကျယ်ဆုံးအစည်းအဝေးဖြစ်လာမယ်လို့ခန့်မှန်းထားခဲ့ကြပါတယ်။ဒါပေမဲ့အစည်းအဝေးအတွင်းမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကတော့နိုင်ငံရေးလောကရဲ့အတွင်းလူတွေကိုတောင်အကြီးအကျယ်တုန်လှုပ်စေခဲ့ပါတယ်။အစည်းအဝေးမစတင်မီရပ်ပိုင်းလိုမှာစစ်တပ်ထဲကအာဏာကြီးမှတဲ့ခေါင်းဆောင်တအူးဖြစ်တဲ့ဂျန်ယူရှာဟာ မကြုံစဘူးရှင်းလင်းရေးတရက်ကိုစတင်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ၉ဦးကိုစုံစမ်းစစ်ဆေးခဲ့ပြီးအရာရှိကြီးတရာကျော်ကိုယာရုကနေဖယ်ရှားပစ်ခဲ့ပါတယ်။ဒီလိုရဟာရှီချင်းဖင်ကိုချိန်ချောက်တဲ့ပြတ်သားတဲ့သတင်းစကားကိုပေးပို့လိုက်တာဖြစ်ပါတယ်။ဒီလိုကြီးမားတဲ့အင်အားပြမှုတွေရှိနေပေမဲ့အစည်းအဝေးကကျန်းရူရှာဒါမှမဟုတ်ပါတီရဲ့တက်ကြီးဝါရင်ခေါင်းဆောင်တွေရဲ့မူလအစီအစဉ်အတိုင်းဖြစ်မလာခဲ့ပါဘူး။ပြပြင်ပြောင်းလဲရေးလူလာတဲ့အုပ်စုဟာအသာသီးရယူဖို့တော့မအောင်မြင်ခဲ့ပါဘူး။ဒါဆိုရင်တကားပိတ်အခန်းများထဲမှာဘာများပြောင်းလဲသွားခဲ့တာလဲ။ အစည်းအဝေးကိုအော်တိုဘာလ20ရက်နေ့မှာစတင်ခဲ့ပြီး၄ရက်ကြာကျင်းပခဲ့ပါတယ်။အော်တိုဘာလ23ရက်နေ့မှာပြီးဆုံးတဲ့အခါတရားဝင်ထုတ်ပြန်ချက်မှာအစည်းအဝေးကပြုပြင်ပြောင်းလဲရေးကိုပုံမှန်နှဆိုင်စေရင်းနဲ့တရုတ်ပုံစံခင်မီရေးကိုရှေးရှုဆောင်ရွက်ရေးဆိုင်ရာဗဟုကော်မတီဆုံးဖြတ်ချက်အမိရတဲ့စာရွက်စာတမ်းတစ်စောင်ကိုအတည်ပြုခဲ့ကြောင်းနဲ့2026ခုနှစ်ကနေ2030ပြည့်နှစ်အထိ9နှစ်တာအစီအစဉ်ကိုဆွေးနွေးခဲ့ကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒီထုတ်ပြန်ချက်ရဲ့တည့်ရက်တဲ့စကားလုံးတွေနောက်ွယ်မှာ အစည်းအဝေးခန်းမအတွင်းကလေတုဟာတင်းမာမှုတွေနဲ့ပြည်နေခဲ့ပါတယ်။ကြောက်စရာကောင်းလောက်အောင်တင်းမာနေခဲ့တာပါ။အစည်းအဝေးပြီးတဲ့အချိန်မှာပေကျင်းရဲ့နိုင်ငံရေးပိတ်ဆို့မှုကအရင်ကထက်ပိုဆိုးသွားခဲ့ပြီးထိတ်တန်းကောင်းဆောင်တွေကြားကပြဿနာတွေဟာမပြေလည်ပဲပုံမှန်နှဆိုင်လာခဲ့ပါတယ်။တရားဝင်တက်ရောက်မှုမှတ်တမ်းတွေအရဗဟုကော်မတီရဲ့အဖွဲ့ဝင်အပြည့်အစုံ168ဦးနဲ့အကြံအဖွဲ့ဝင်148ဦးစာရင်းသွင်းထားပေမဲ့ထူးခြားတဲ့ကိန်းဂဏန်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဖွဲ့ဝင်အပြည့်အစုံ38ဦးနဲ့အကြံအဖွဲ့ဝင်20ဦးဟာပြတ်ကွက်ခဲ့ပါတယ်။ စုစုပေါင်း58ဦးဟာအစည်းအဝေးကိုလာရောက်ခြင်းမရှိခဲ့ပါဘူး။ဒီရည်အတွက်ဟာပါတီသမိုင်းမှာမကြုံစဘူးမှတ်တမ်းတစ်ခုဖြစ်ပါတယ်။လက်ရှိဗဟိုကော်မတီဝင်တွေထဲမှာဗိုလ်ချုပ်ကြီးအဆင့်အပြည့်စုံယာရူးကိုရယူထားသူ33ဦးနဲ့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်9ဦးပါဝင်ပါတယ်။အဲဒီဗိုလ်ချုပ်ကြီးအဆင့်အပြည့်စုံ33ဦးထဲက22ဦးဟာအစည်းအဝေးကိုမတက်ရောက်ခဲ့ပါဘူး။သူတို့တွေက7ဦးကိုတရားဝင်ဖယ်ရှားပြီးပါတီကနေထုတ်ပယ်ပြီးပါပြီ။ကြံတဲ့14ဦးကတော့ပျောက်ဆုံးနေခဲ့တာပါ။တရုတ်စစ်တပ်ရဲ့ကြီးတက်ရည်တက် ဒုံးမြန်တပ်ဖွဲ့နဲ့လက်နက်ကိုင်ရဲတပ်ဖွဲ့စတဲ့အစိပ်ပိုင်းအားလုံးဤပါမှာစစ်ကောင်းဆောင်မှုဖွဲ့စည်းပုံတစ်ခုလုံးပြိုလဲသွားခဲ့ပါတယ်။လေတာကောင်းဆောင်ပိုင်းသာအထီးကိုင်မရှိဘဲကြံရှိခဲ့ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီး၉ဦးထဲမှာတော့၅ဦးပြက်ကွက်ခဲ့ပါတယ်။ဒီကိန်းကနန်းတွေကတရုတ်အစိုးရအတွင်းကပြည်ရင်းပြိပခတ်ဟာခေတ်သစ်တရုတ်တမိုင်းမှာအလွန်ရှားပါးတဲ့ပြင်းထန်မှုအဆင့်ကိုရောက်ရှိနေပြီဆိုတာကိုဖော်ပြနေပါတယ်။ဒီအစည်းအဝေးရဲ့အရေးအကြီးဆုံးယာရုအပြောင်းလဲကကျန်းရှန်မင်းကိုဗဟိုစစ်ကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌအဖြစ်အသက်ခံအပ်လိုက်တာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲရှီကျင်းဖျင်ဟာပါတီနိုင်ငံတော်နဲ့စစ်တပ်ဆိုတဲ့သူ့ရဲ့အဓိကယာရုသုံးခုသလုံးကိုအ ਨੇ ဆုံးတော့အခုအချိန်ထိဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ဒါပေမဲ့ရေးကြည့်တဲ့ချက်ကတော့ဂျန်ရှန်မင်းရဲ့ယာရုအစ်စ်မှာပါဝင်တဲ့တာဝန်တွေပါပဲ။ဂျန်ဟာနိုင်ငံရေးလုပ်ငန်းတွေကိုကြီးကြပ်အုပ်ချုပ်ရုံသာမကစစ်တပ်စနစ်အတွင်းမှာအာဏာရှိသုံးကဏ္ဍနှစ်ခုဖြစ်တဲ့စီကံထိန်းသိမ်းရေးကော်မရှင်နဲ့နိုင်ငံရေးလုပ်ငန်းဌာနတို့ကိုပါဆက်လက်ထိန်းချုပ်ထားပါတယ်။ တနည်းအားဖြင့်သူဟာစစ်တပ်အတွင်းမှာဝန်ထမ်းရေးရာနဲ့စီကံထိန်သိမ်းရေးနှစ်ခုသလုံးကိုထိန်းချုပ်ထားတဲ့တကယ့်ကိုအာဏာပိုင်ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ဒါဟာဗဟိုစစ်ကော်မရှင် CMC အတွင်းကအာဏာချိန်ခွင်ရှာဟာကျန်းမာရေးအုပ်စုအတွက်၃ဦးတဦးအချို့နဲ့ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီချိန်ခွင်ရှာဟာအခုပို့ပြီးတောင်ရင်းရိုင်သွားခဲ့ပါပြီ။ကျန်းမာရေးအုပ်စုဟာစစ်တပ်ကောင်းဆောင်ပိုင်းကိုလွှမ်းမိုးထားပြီးရှီရဲ့အမိန့်ပေးနိုင်စွမ်းကိုလုံးဝထိပါသွားစေခဲ့ပါတယ်။စာရွက်ပေါ်မှာရှီရဲ့ယာရုတွေမပြောင်းလဲပေမဲ့ လက်တွေ့မှာတော့သူ့ရဲ့အခြေအနေဟာစစ်ကော်မရှင်ဥက္ကဋ္ဌဘဝအစောပိုင်းမှာဒုတိယဥက္ကဋ္ဌနှစ်ဦးလုံးဟာပြိုင်ဘက်တွေဖြစ်ပြီးရှီဟာလက်တွေ့မှာတော့တက်မရှိတဲ့စစ်ဦးစီးချုပ်ဖြစ်နေပါပြီဒီနေရာမှာပေကျင်းမှာရှိတဲ့လူတိုင်းမင်းနေတဲ့မင်းကုန်းတစ်ခုပေါ်လာပါတယ်စစ်တပ်ကကျန်းရိုရှားရဲ့လက်ထဲမှာခိုင်ခိုင်မာမာရှိနေပြီဆိုရင်တော့ရှီချင်းဖြင့်ဟာဟူချွန်ဟွာနဲ့ဝန်ရံတို့ကိုယာရူးတိုးမြင့်ပေးဖို့မျှော်မှန်းထားတဲ့ပေတိုင်ဟဲသဘောလူညက်ကိုစန့်ကျင်ပြီး နောက်ထပ်တပ်တန်းတစ်ခုကိုဘလို့များရယူနိုင်ခဲ့တာလဲသုံးသက်ချက်ရ ါတီရဲ့တက်ကြီးဝိုင်းရဲ့အုပ်စုတွေနဲ့အကျိုးစီးပွားအုပ်စုတွေဟာရှီကိုတစ္ဆာခံလို့မဟုတ်ပဲပါတီကိုယ်တိုင်ကိုကာကွယ်ဖို့အတွက်ဂျားဝင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ဟာစစ်တပ်တည်ငြိမ်ရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ရှီရဲ့တရားဝင်ယာရုတွေကိုဆက်လက်ထိန်းသိမ်းထားဖို့ကျမ်းယူရှာနဲ့ပြုပြင်ပြောင်းလဲရေးအုပ်စုကိုဖိအားပေးခဲ့ကြပါတယ်။ဒီဂျားဝင်ဆောင်ရွက်မှုရဲ့ဗဟိုချက်မှာအတွင်းလူတွေကြားမှာသွေးကြွေးအုပ်စုလို့လူသိများတဲ့အစွန်းရောင်အုပ်စုတစ်ခုပါဝင်ပါတယ်။ဒီအုပ်စုဟာအစိုးရကိုဆက်လက်ထိန်းထားဖို့အတွက်အလွန်မင်းဖိနှိပ်မှုတွေသာလိုအပ်တယ်လို့ယုံကြည်တဲ့အုပ်စုဖြစ်ပါတယ်။ ်ဒီအုပ်စုရဲ့ခေါင်းဆောင်ကတော့ရှီကျင်းဖင်ကိုရိုင်းဖြစ်ပြီးသူ့ကိုဆိုရင်သူ့ရဲ့အုပ်စုနဲ့ကျန်းကျန်မင်းရဲ့အုပ်စုအကျဉ်းချံတွေကထောက်ခံနေပါတယ်။သူတို့ရဲ့ကြောက်ရွံ့မှုကကြီးမာပါတယ်။နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်လိုက်ရင်သူတို့ရဲ့မိသားစုစည်းစိမ်တွေပြိုလဲသွားမှာနဲ့အတိတ်ကရာဇဝတ်မှုတွေပေါ်ထွက်လာမှာကိုသူတို့အကြီးအကျယ်စိုးရိမ်ကြပါတယ်။ရှီကျင်းဖင်ကိုတရံဝင်ခေါင်းဆောင်နေရာမှာဆက်ထားတာဟာတကယ်တမ်းမှာ NLA ကြီးမာတဲ့အခြေအနေ၃ရက်ကိုဖန်တီးပေးနေပြီးနောက်ထပ်သွေးထွက်တန်ယိုပြိပခမုံတိုင်းတစ်ခုကိုဖြစ်ပေါ်လာစေနိုင်တယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြနေကြပါတယ် ထမဆုံးနဲ့အကြီးမားဆုံးအန္တရာယ်ကတော့ရှီကျင်းဖင်ကိုယ်တိုင်ကသူ့လက်ထက်ကလွတ်ထွက်သွားပြီဖြစ်တဲ့စစ်တပ်ကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းခြင်းပဲဖြစ်ပါတယ်။ဗဟိုစစ်ကော်မရှင် CMC ရဲ့အာဏာကိုလက်တွေ့ထိန်းချုပ်ထားတဲ့ဂျဲယူရှာအုပ်စုကိုပြန်လည်ရှင်းလင်းဖို့ရှီကကြိုးပမ်းလာနိုင်ပါတယ်။ဒီလိုလောက်ရမျိုးဖြစ်လာမယ်ဆိုရင်ပါတီအတွင်းမှာရှင်းလင်းရေးလှိုင်းလုံးအစ်စ်တွေထပ်မံဖြစ်ပေါ်လာပြီးအားပြိုင်မှုတွေကြောင့်ပါတီကိုယ်တိုင်ပြိုကွဲသွားတဲ့အခြေအနေထိရောက်ရှိသွားနိုင်ပါတယ်။အကယ်၍ရှီဟာသူ့ရဲ့ယာရုကိုအသုံးပြုပြီးစစ်အာဏာကိုဆွဲယူဖို့ကြိုးစားမယ်ဆိုရင် တကယ်အမိန်ပေးကွင်းဆက်ကိုခိုင်ခိုင်မာမာထိန်းချုပ်ထားတဲ့ကျန်းရုံရှာကလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ကျန်းရုံရှာအုပ်စုကပြန်လည်တိုက်ခိုက်ဖို့အတွက်လုံးဝတွန့်ဆုံမှာမဟုတ်ပါဘူး။ဒီလိုပြင်းထန်တဲ့ရင်ဆိုင်မှုရဲ့ရလဒ်ကတော့အာနာစနစ်ရဲ့ဗဟိုချက်မှာကြီးမားတဲ့မငြိမ်မသက်မှုတွေနဲ့ပြည်ရင်းပဋိပက္ခတွေအထိဖြစ်ပေါ်လာနိုင်ခြင်းရှိနေပါတယ်။ဒုတိယအနေနဲ့ရှိတဲ့လမ်းကြောင်းကတော့ရှီဟာစစ်ပွဲကိုအသုံးပြုပြီးအာနာကိုခိုင်မာအောင်စုစည်းဖို့ကြိုးလာခြင်းဖြစ်ပါတယ်။အထူးသဖြင့်ထိုင်ဝမ်ကိုစစ်ရေးအရာတိုက်ခိုက်ခြင်းဖြစ်ပါတယ်။စစ်ပွဲကာလမှာရှီချင်းဖင်ဟာ နမေကန်စစ်ကော်မရှင်ဥက္ကဋ္ဌရာဒူးနဲ့တင်လက်နက်ကင်တပ်ဖွဲ့တွေပေါ်အမိန်ပေးပိုင်ခွင့်နဲ့နိုင်ငံတော်စည်းရုံးလှုံ့ဆော်ရေးဆိုင်ရာအာဏာတွေအပါအဝင်အရေးပေါ်အာဏာအများပြားကိုရရှိသွားမှာဖြစ်ပါတယ်။ဒီအရေးပေါ်အာဏာတွေကိုအသုံးပြုပြီးစစ်တပ်အတွင်းကပြိုင်ဘက်တွေကိုဖြိုခွင်းမှုကြိုးစားနိုင်ပါတယ်။ဒါပေမဲ့ဒီလိုထိုင်ဝမ်ကိုစစ်တိုက်တဲ့လမ်းစဉ်ဟာတရုတ်နိုင်ငံအတွက်မိမိကိုယ်ကိုဖျက်ဆီးမဲ့လမ်းဖြစ်တယ်လို့သုံးသပ်ကြပါတယ်။အမေရိကန်၊ဂျပန်နဲ့နေတိုးတို့လိုအင်အားကြီးနိုင်ငံတွေဟာလက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။သူတို့ရဲ့တွယ်ဝိုက်သောဂျောင်းဝင်မှုတွေဖြစ်ပေါ်လာတဲ့အခါ တရုတ်နိုင်ငံရဲ့စစ်ဘက်အခြေခံအဆောက်အအုံတွေအကြီးအကျယ်ပျက်စီးသွားမှာဖြစ်ပြီးပြည်သူလူထုရဲ့အသက်အိုးအိမ်စီးတိမ်ကိုထိခိုက်စေကာရှီတချိန်ကထိန်းချုပ်ခဲ့တဲ့စစ်တပ်ကိုယ်တိုင်လည်းပြိုကွဲပျက်စီးသွားနိုင်ပါတယ်။တရရအန္တရာယ်ကတော့ရှီရဲ့အုပ်ချုပ်မှုဆက်ရှိနေတာဟာတရုတ်နိုင်ငံအတွက်ပြုပင်ပြောင်းလဲရေးနဲ့ရင်ကြားစစ်ရေးတကားကိုအပီးပိုင်ပိတ်ပစ်လိုက်တာပဲဖြစ်ပါတယ်။နိုင်ငံရေးအခြေအနေကိုပုံမတင်းမာစေမဲ့ရှီရဲ့ကောင်းမာပြီးစိတ်ဓာတ်ကျင်းမြောက်တဲ့မူဝါဒတွေဟာဆက်လက်တည်ရှိနေမှာပါ။ရှီဟာဝါရှင်တန်နဲ့ဆက်ဆံရေးကိုအကြီးအကျယ်ဖျက်ဆီးခဲ့ပြီး ရုရှားသမ္မတဗလာဒီမာပူတင်နဲ့မဟာမိတ်ဖွဲ့ခဲ့တဲ့အပြင်အနောက်နိုင်ငံအများစုကိုပါရန်သူဖြစ်စေခဲ့ပါတယ်။ဒီမူဝါဒရဲ့ရလဒ်ကတော့တရုတ်နိုင်ငံဟာပြည်ပမှာအထီးကျန်မှုနဲ့ပြည်ရင်းမှာစီးပွားရေးရပ်တန့်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီလိုဆိုရတဲ့အခြေအနေတွေအောက်မှာစစ်တပ်ကပြည်သူတွေကိုထိန်းချုပ်ရမယ့်တာဝန်တွေပိုများလာပြီးစစ်ပဆိုင်ရာပြင်ဆင်မှုတွေအတွက်အမြင့်ဆုံးဈေးကိုပေးဆက်ရမှာဖြစ်ပါတယ်။လက်ရှိတရုတ်စစ်တပ်ရဲ့တကယ့်အာဏာကိုကင်ဆွဲထားတဲ့ကျန်းရုံရှားအုပ်စုကတော့စစ်ပွဲကိုအခြေခံအားဖြင့်ပြက်ပြက်သားသားဆန့်ကျင်သူများဖြစ်ပါတယ်။ သူတို့ဟာတရုတ်ရဲ့စီးပွားရေးနဲ့ကမ္ဘာလုံးဆိုင်ရာအဆင့်အတန်းကိုထိခိုက်စေမယ့်ပြင်ပစစ်ပွဲတွေကိုမလိုလားကြပါဘူး။သရုတ်ထမျက်နှာဆုံးကြီးအစည်းအဝေးမတိုင်ခင်မှာတော့သူတို့ဟာရှီရဲ့အာဏာကိုရော့ပါသိဖို့အတွက်ကြီးမားတဲ့နိုင်ငံရေးတိုက်ခိုက်မှုတရက်ကိုလှုပ်ဆောင်ခဲ့ပြီးပါပြီ။စည်ရေးသုံးသက်သူတွေရဲ့ထုတ်ဖော်ပြောကြားချက်အရသရုတ်ထမျက်နှာဆုံးကြီးအစည်းအဝေးအတွင်းမှာမကြုံစဘူးဖြစ်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ပါတီဗဟိုစစ်ကော်မရှင်ရဲ့အဖွဲ့ဝင်အပြည့်စုံနဲ့အရန်အဖွဲ့ဝင်အားလုံးဟာစုပေါင်းပြီးရှီကျင့်ဖင်ကိုသူ့ရဲ့အမြင့်ဆုံးစစ်ရာထူးကနေဖယ်ရှားဖို့တရံဝင်အဆိုပြုခဲ့ကြပါတယ်။ ဒီလောက်ရက်ကအစည်းအဝေးခန်းမတစ်ခုလုံးကိုချက်ချင်းတင်းမာမှုတွေနဲ့ထိတ်လန့်အေးခဲသွားစေခဲ့ပါတယ်။ဒီလိုအဆိုပြုခဲ့ခြင်းကပေးလိုက်တဲ့သတင်းစကားကလုံးဝရှင်းလင်းပါတယ်။စစ်တပ်နဲ့ရှီရိုးကြားကကွဲအပ်မှုဟာပြန်ဆောင်နိုင်ခြင်းမရှိတော့တဲ့အဆင့်ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးအများစုဟာသူတို့ရဲ့မကျေနပ်ချက်ကိုတကားပိတ်ဆွေးနွေးတာထက်အစည်းအဝေးအတွင်းမှာပဲလူသိရှင်ကြားဖြည့်ရှင်းမှုရွေးချယ်ခဲ့ကြတာဟာစစ်တပ်ကောင်းဆောင်ပိုင်းရဲ့တန်တိတ်ထန်ခိုင်မာမှုကိုပြသလိုက်ခြင်းပဲဖြစ်ပါတယ်။စစ်တပ်တွေနှစ်ပေါင်းများစွာစုဆောင်းလာခဲ့တဲ့မကျေနပ်မှုတွေကြောင့်ဒီအဆိုပြုချက်ကိုဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ ။ချီရဲ့ကျေပြက်နဲ့အာဂရီလိုက်စားမှုတိုက်ဖျက်ရေးစီမံချက်တွေနဲ့ပြင်းထန်တဲ့ရာလူအပြောင်းလဲတွေပေါ်အရာရှိအများပြားကစိတ်ဓာတ်ကိုထိခိုက်စေပြီးတိုက်ခိုက်ရေးအတွက်အသင့်ပြင်ဆင်မှုကိုထိခိုက်စေတယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်ဒီဆိုပြုချက်ကစစ်တပ်ကိုစစ်သားတွေရဲ့ဥဆောင်မှုအောက်ကိုပြန်သွားဖို့တောင်းဆိုခဲ့ပြီးနိုင်ငံရေးဆွတ်ဖက်မှုတွေအားလုံးကိုအပီးတိုင်အဆုံးသတ်ဖို့တောင်းဆိုခဲ့ပါတယ်။ပိုပြီးဆိုရင်ကြာကောင်းတာကတော့အကယ်၍ဒီဆိုပြုချက်သာမအောင်မြင်ဘူးဆိုရင်ဂျန်ယူရှာအုပ်စုဟာရှီကိုအာနာလက်လွတ်ဖို့အတွက် ဓာတ်ရိုက်လက်နက်ကိုင်ဂျောင်းဝင်ဆွတ်ဖက်မှုကိုပြုလုပ်နိုင်တယ်လို့သတင်းရင်းမြစ်တွေကနေတတိပေးနေတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံတော်မှာပုံမှန်မဟုတ်တဲ့တပ်ဖွဲ့ရွှေ့ပြောင်းမှုတွေရှိနေတောင်သတင်းတွေထွက်ပေါ်နေခဲ့ပြီးဒီအချက်ကစစ်တပ်ရဲ့တင်းမာမှုအခြေအနေကိုထင်ရှားစေပါတယ်။ပေးလိုက်တဲ့ message ကတော့လုံးဝရှင်းလင်းပြီးပြတ်သားပါတယ်။စစ်တပ်ကိုယ်စားလှယ်တွေဒါနိုင်ငံရေးမဲခွဲဆုံးဖြတ်မှုမှာရှုံးနေခဲ့ရင်စစ်တပ်ကိုယ်တိုင်ကလက်တွေအေးအေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ပေကျင်းမြို့ရဲ့အနောက်ဘက်ဆင်ချေဘုံဒေသတွေနဲ့ Hindian KI တို့လိုအဓိကနေရာတွေမှာတတိပေးချက်တွေမြင့်တက်နေတယ်ဆိုတဲ့သတင်းတွေဟာလည်း ဒီလိုလက်နက်ကင်ဝင်ရောက်ဆွတ်ဖက်မဲ့ NRA ကိုမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။အော်တိုဘလာ18ရက်နေ့မှာတရုတ်နိုင်ငံရဲ့ကာကွယ်ရေးဝင်ကြီးဌာနကနေထိတ်တန်းပူချုပ်ကြီးကိုဦးကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ဒီလိုမျိုးထိတ်တန်းစစ်ကောင်းဆောင်အရေးအတွက်အများပြားကိုတပြိုင်တည်းအရေးယူမှုပြုလုပ်တာဟာအတွင်းလူတွေကိုတောင်လုံးဝမမျှော်လင့်ထားတဲ့လှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။စုံစမ်းစစ်ဆေးခံရတဲ့အမည်စင်းထဲမှာဟီဝေတုံ၊မွေဟာ၊ဝမ်ရှုပင်၊ဝမ်ဘိုဟင်၊လင်ရှန်ယန်၊ချင်းရှုယုံ၊ရန်ဟွားနဲ့ ဝမ်ချွန်နေအပါဝင်ဗိုလ်ချုပ်ကြီးများပါဝင်ခဲ့ကြပါတယ်။ဒီကိုဦးတွေကရှေးဦးကိုစစ်တပ်ကနေထုတ်ပယ်ပြီးအမှုဖွင့်တရားစွဲနိုင်ဖို့တရားရေးဘက်ကိုလွှဲပြောင်းပေးခဲ့ပါတယ်။ဒီလိုရေးရမှုတွေကတရုတ်စစ်တပ်ခေါင်းဆောင်ပိုင်းအတွင်းမှာနိုင်ငံရေးတင်းမာမှုတွေအမြင့်ဆုံးကိုရောက်ရှိနေပြီဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒီကိုဦးသောဗိုလ်ချုပ်ကြီးတွေဟာပြီးခဲ့တဲ့2025ခုနှစ်မတ်လမှာကျင်းပခဲ့တဲ့နှစ်ပတ်လည်အစည်းအဝေးအတွင်းမှာပူးပေါင်းကြံ့တင်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့ကြပါတယ်။သူတို့ရဲ့ပြစ်မှတ်ကတော့လက်ရှိတရုတ်စစ်တပ်ကိုထိန်းချုပ်ထားတဲ့ ်ဘိုဟိုစစ်ကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌကျမ်းယူရှာကိုယာထူးကနေဖြုတ်ချဖို့ပဲဖြစ်ပါတယ်ဒီပူပေါင်းကြံတိမှုကွန်ရက်ဟာစစ်တပ်ရဲ့နယ်ပယ်အသီးသီးကိုဖြန့်ကျက်ထားပါတယ်အရှေ့ပိုင်းစစ်ဘက်ကိုကဲမှုနယ်မြေလက်နက်ကင်ရဲတပ်ဖွဲ့နဲ့ရေတပ်မရိန်းတပ်ဖွဲ့တွေဒီပောင်းဝင်ပတ်သက်ခဲ့ပါတယ်ဒီအာနာသိမ်းဖို့ကြံတိမှုရဲ့ရင်းမြစ်ကိုပြန်ကြည့်မယ်ဆိုရင်2024ခုနှစ်နိုဝင်ဘာလမှာနိုင်ငံရေးလုပ်ငန်းဌာနရဲ့အကြီးအကဲဟောင်းဖြစ်တဲ့မိုးဟွာကိုထိမ့်သိမ်းဖမ်းဆီးခဲ့ချိန်မှာစတင်ခဲ့တာဖြစ်ပါတယ်။ရှီချင်းဖျင်ရဲ့စစ်တပ်အတွင်းကတစ္ဆာကန်တအူးဖြစ်တဲ့မိုးဟွာကိုထိမ့်သိမ်းခဲ့တာဟာ ကျန်းယူရှာအုပ်စုရဲ့တိုက်ခိုက်မှုအဖြစ်ရှုမြင်ခဲ့ကြပါတယ်။ဒါကြောင့်မူဟာရဲ့တစ္ဆာကန်တွေဟာလာအနေငယ်ကြာ2025ခုနှစ်မက်ရှလာအစည်းအဝေးတွေမှာလက်တုံ့ပြန်မှုအစီအစဉ်တွေရေးဆွဲခဲ့ကြတာပါ။ဒီကြံသိမှုမှာပါဝင်ခဲ့တဲ့အဓိကတက်ဖွဲ့ခေါင်းဆောင်တွေကတော့အရှေ့ပိုင်းစစ်ဘက်ကိုကဲမှုနယ်မြေရဲ့တပ်မှုလင်းရှန်ရန်ရှက်ဆန်တဲ့ကြိမ်မြောင်အုပ်စုတပ်မတော်ရဲ့ခေါင်းဆောင်ဟောင်းပြီးတော့လက်နက်ကန်ရဲတပ်ဖွဲ့ရဲ့တပ်မှုဝမ်ချွန်နေလို့ဖြစ်ကြပါတယ်။ဒီအထူးတက်ဖွဲ့တွေဟာအကယ်၍ပြစ်ပခဖြစ်ပွားလာခဲ့ရင် ပေကျင်းမြို့ရဲ့ရေးပါတဲ့နေရာတွေကိုထိန်းချုပ်နိုင်ခန်းရှိတဲ့အင်အားစုတွေဖြစ်ပါတယ်။ဒီကြံစီမှုတွေမှာအထူးသဖြင့်တန်တရားဖြစ်ပွဲအကောင်းဆုံးအဖွဲ့အစည်းကတော့မရိန်းတပ်ဖွဲ့ရဲ့188ကြိမ်မြောက်တပ်မဟာပဲဖြစ်ပါတယ်။ဒီတပ်မဟာကို2024ခုနှစ်အစောပိုင်း82ကြိမ်မြောက်အုပ်စုတပ်မတော်ကနေရေတပ်ကိုလွှဲပြောင်းပေးခဲ့ပြီးမဲ့သူတို့ဟာပေကျင်းမြို့ကနေ200ကီလိုမီတာအကွာဝေးမှာပဲကုန်းတွင်းပိုင်းမှာဆက်လက်အခြေစိုက်နေခဲ့ပါတယ်။တုံသက်သူတွေရဲ့ယုံကြည်ချက်အရဒီလိုရွှေ့ပြောင်းနေရာခြားထားမှုဟာရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ခဲ့တဲ့မဟာပြူဟာမြောက်ရွှေ့ပြောင်းမှုတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ရည်ရချက်ကတော့ကျန်းမာရေးရှားရဲ့ဓာတ်ရိုက်ထိန်းချုပ်မှုကိုကြော်လွှားနိုင်မှုနဲ့ပြစ်ပခဖြစ်လာရင်မြို့တော်ပေကျင်းစီကိုအမြန်ဆုံးချင့်ကပ်တက်ဖြတ်နိုင်မှုအတွက်လျှို့ဝှက်စီစဉ်ထားခြင်းပဲဖြစ်ပါတယ်။သူတို့ရဲ့အစီအစဉ်အတိအကျကတော့မရိန်းတပ်ဖွဲ့ရဲ့188ကြိမ်မြောက်တပ်မဟာနဲ့လက်နက်ရဲအထူးတပ်ဖွဲ့တွေကိုအသုံးပြုပြီးကျန်းမာရေးရှားကိုတိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်။အချက်အလက်ပေါက်ကြားမှုကြောင့် Mashla 17ရက်နေ့အစည်းအဝေးရဲ့နောက်ဆုံးနေ့မှာ Heway တို့ကိုဖမ်းဆီးခဲ့ပါတယ်။အာနာပိုင်ခေါင်းဆောင်ပိုင်းဟာ သူတို့ရဲ့ကြံသိမှုနဲ့ပတ်သက်တဲ့ငင်းမြတဲ့တသက်အထောက်အထားတွေကိုပိုင်ဆိုင်ထားပြီးသားဖြစ်ပုံရပါတယ်။ဒီဖြစ်ပျက်ကွင်းဆက်တစ်ခုလုံးဟာရှီကျင်းဖင်ကိုရိုင်းကစတင်ခဲ့တာဖြစ်ပြီး2023ခုနှစ်ဩဂုတ်လမှာရှီကအဲ့ဒီချိန်ကကာဝေးရေးဝန်ကြီးလီရှန်ဖူကိုထိမ့်သိမ်းခဲ့တာဟာကျန်းယူရှားရဲ့အုပ်စုကိုချိန်ချောက်ဖို့တိုက်ရိုက်ကြိုးပမ်းခဲ့တာပါ။ဒါပေမဲ့ PLA မှာအမြဲတမ်းလေးစားခံရသူကျန်းယူရှားဟာရှီရဲ့လှုပ်ရှားမှုကိုကြိုတင်မြင်ခဲ့ပါတယ်။2024ခုနှစ်အလယ်ပိုင်းမှာရှီဟာလေဖြတ်ဝေဒနာခံစားခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်လာချိန်မှာတော့ကျန်းဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုကိုတင်ပိုက်ခဲ့ပါတယ်။ကျန်းယိုရှာရဲ့လက်တုံ့ပြန်မှုကမိုဟွားကိုဖောက်ချပြီးရှီရဲ့စစ်တပ်ကုန်ရံတစ်ခုလုံးကိုပါဖျက်ဆီးပစ်ခဲ့တာနဲ့မကြခင်မှာပဲစတင်ခဲ့ပါတယ်။စရုထအစည်းအဝေးမတိုင်ခင်ဖြစ်ပေါ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးကိုဦးဖယ်ရှားခံရပြီးအရာရှိကြီးတရားကျော်ရှင်းလင်းခံရတဲ့ကြီးမားတဲ့ရှင်းလင်းရေးဟာဒါကြောင့်မလို့ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ဒါဟာဖိနှိပ်မှုတသက်မဟုတ်တော့ပဲတရုတ်စစ်တပ်အတွင်းခေတ်သစ်တစ်ခုစတင်ခြင်းပဲဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။